ဒီမွေးနေ့မှာလာဆောင်မဲမဲမျက်နှာလိုချင်တာရကောဝဲပြီးမင်းရဲ့မွေးနေ့မှာတစံဖန်ကိုအပေးနာစေနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပရိသတ်များအားလုံးအတွက်မတရားနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပြရမှာဖြစ်ပါရှင်တစံပရိသတ်များရှင်မတရားနေ့အစီအစဉ်ရဲ့ဝင်းနေ့စုတောင်းအစီအစဉ်လေးကနေပြီးတော့ဒီနေ့ပထမဆုံးအနေနဲ့ဝင်းနေ့စုတောင်းပြရမယ့်ဝင်းနေ့ရှင်ကတော့ လယ်ဝေးမှနေတဲ့မတ်ဆုနဒီနေမည်ဖြစ်ပါတယ်။မတ်ဆုနဒီလင်းရဲ့25နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ကိုနေထူးတဲ့မမနေကြီးမမီလေးမဆောင်နေပွင်မနှင်းမမိုးပွင်မမိုးမမမနီလာခိုင်မခိုင်စင်မမနန်းဤဖြူမဆမ်းမြတ်သူမဆန်းတီရာမတော်လေမမယာမနန်းစင်ဦးမဆမအောင်မတိန်ကြီးမအီမျိုးတန်းမဆမနိုင်မဆမထွေမဆင်တက်ခိုင်မခင်မြဝင်းမတက်ဘူးဝင်း မတ်တပ်ဖူးငုံနဲ့မတ်အီမြတ်သူတို့ပဲဖြစ်ပါတယ်။သူတို့နဲ့အတူတူမတ်နန်းစင်ထွေ၊မတ်နန်းဟေမန်၊မတ်ခိုင်ခိုင်ဝင်၊မတ်လှိုင်လှိုင်ဝင်၊မတ်ဝဝေအောင်၊မတ်နယ်လင်းသူခေ၊မတ်ဝင်းသူစာ၊မတ်ခိုင်ဝဲလွ၊မတ်အီမော၊မတ်မြတ်တပ်မော၊မတ်ထထလှိုင်၊မတ်တင်းတင်းလှိုင်၊မတ်မီတန်ခိုင်၊မတ်တင်းတင်းနှွေ၊မတ်ဝဝေအီ၊မတ်တတန်အီနဲ့မတ်သက်စင် မမမှုတို့ကပောင်းရင်စူတောင်းပေးလာပြီဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်ဆက်လက်ပြီးတော့လေဖေဖေဦးထွန်းဝေမမေတော်ရွှေကြည် ကိုကြီးကိုနေညိုကိုအောင်နှင်းကိုဒူမလေးပိုးရတီမေမတ်ခစ်ပိုးတန်နဲ့မတ်မီမီမီဖြိုးကိုချေရသူကိုဖြိုးတီဟာတို့ကပောင်ဝင်ဆူတောင်းပေးထားပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါရှင်စကားလက်ဆောင်လေးလေးပါထားပါသေးတယ်စကားလက်ဆောင်လေးကတော့ချေရရဲ့သူနဲ့အမြန်ဆုံးနှီးဆက်ပြီးတော့ပျော်ရွှင်စရာကောင်းတဲ့မွေးနေ့လေးဖြစ်ပါစေဆိုပြီးတော့စကားလက်ဆောင်လေးပါထားဖြစ်ပါရဲ့ရှင် ဒီနေ့အမတ်တရားနေ့စီစဉ်ရဲ့ဝင်းနေဆူတောင်းစီစဉ်လေးကနေပြီးတော့ထပ်မံပြီးတော့ဆူတောင်းပေးအောင်မယ့်ဝင်းနေရှင်ကတော့ဘူကြီးဖြိုးဝေအောင်ပဲဖြစ်ပါတယ်။ဘူကြီးဖြိုးဝေအောင်ရဲ့ဝင်းနေအတွက်ကိုတော့မတ်ခင်မြဝင်းမတ်အီမျိုးတန်မတ်လှလှခိုင်မတ်သိန်ကီမတ်အီအောင်မတ်ဆမ်မြတ်သူမတ်နိုင်ဖြူမတ်နေကြီးမတ်ဖြူဖြူသိန်းနဲ့မတ်ဆုနဒီလင်းတို့ကပအဝင်ဆူတောင်းပေးလာပဲဖြစ်ပါရှင်။ တစင်ပြိတ္တများရှင်မတရားနေစီစဉ်ရဲ့မွေးနေ့ဆုတောင်းအစီအစဉ်လေးမှာဒီကောင်မဆက်လက်ပြီးတော့မွေးနေ့ဆုတောင်းပြအောင်မယ်မွေးနေ့ရှင်ကတော့ရွှေဘုံမှနေတဲ့မတ်မေဆွန်ဖြိုးပဲဖြစ်ပါတယ်မတ်မေဆွန်ဖြိုးရဲ့32နှစ်ပြည့်မွေးနေ့အတွက်ကိုတော့မတ်အေးအေးအောင် ပိုကြီးခန့်စီယာဖြူပိုကြီးကျော်စွာလင်စစ်တီအောင်ဖြူကျော်မမနန်းသူစာမတ်နန်းမုံမွေမတ်ခင်လှလှခိုင်မတ်ဤဖြူချယ်ရီမတ်မီထရဖီပိုကြီးနေလင်ဦးတို့ပဲဖြစ်ပါတယ်သူတို့ကတော့ဒီနေ့မှမွေးနေ့ရောက်ရှိလာတဲ့မတ်မီစွန်ဖြူရဲ့32နှစ်ပြည့်မွေးနေ့အတွက်ပောင်းရင်စုတောင်းပေးလာပြီဖြစ်ပါရှင့် ုတ်ကဲ့ပါရှင်။ဆက်လက်ပြီးတော့ဆူတောင်းပေးအောင်မယ်မွေးနေ့ရှင်ကတော့ရန်ကုန်မှာနေတဲ့ကိုမျိုးမြင့်နိုင်ပဲဖြစ်ပါတယ်။ရန်ကုန်မှာနေတဲ့ကိုမျိုးမြင့်နိုင်ရဲ့32နှစ်ပြည့်မွေးနေ့အတွက်ကိုတော့ရန်ကုန်မှာနေတဲ့မတ်မီဦးကပောင်းဝေဆူတောင်းပေးလာပဲဖြစ်ပါရှင်။သတင်းပရိသတ်များရှင်ဒီနေ့အမတ်တရားနေ့စီစဉ်ဝင်းနေစုတောင်းစီစဉ်လေးမှာထမှတ်ပြီးရောစုတောင်းပေးအောင်မယ့်ဝင်းနေရှင်ကတော့ ဆရာကိုမင်းစောအောင်ခေါ်စာရေးဆရာမောင်မိုးဆက်နှသားမြေရဲ့ဝင်နေတွက်ပဲဖြစ်ပါတယ်။ဆရာကိုမင်းစောအောင်ခေါ်စာရေးဆရာမောင်မိုးဆက်နှသားမြေရဲ့33နှစ်ပြည့်ဝင်နေအတွက်ကိုတော့ရန်ကုန်မှာနေတဲ့တင်စာကပအဝင်စုတောင်းပေးလာပဲဖြစ်ပါရှင်။ ဟုတ်ကဲ့ပါရှင်။ဝင်းနေစုတောင်းစကားလေးလေးပြောပြထားပါသေးတယ်။ဝင်းနေကစပြီးတော့ကျမပြောရွှင်တဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ပါစေ။ဖြစ်ချင်တဲ့ဆန္ဒရည်လေးပြည့်မြောက်ပြီးရည်ရွယ်ရာအိမ်မက်ပန်းတိုင်းကိုလည်းအမြန်ဆုံးတက်လှမ်းနိုင်ပါစေ။ဒီထက်မကတဲ့အောင်မြင်မှုတွေကိုလည်းရရှိပိုင်ဆိုင်နိုင်ပါစေလို့ဝင်းနေစုတောင်းစကားလေးပြောပြထားပါပဲဖြစ်ပါရှင်။ ကစင်းဖန်ရဲ့ပြည်သက်တွေအားလုံးကိုမတရားနေ့အစီအစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်။ပရိသတ်များရှင်ဒီနေ့အမတရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်နေ့မှာပေါဝင်လာတဲ့သူတွေကရန်ကုန်မှာနေတဲ့မတ်မေတန်စင်မွေနဲ့ ိုမင်းနန္ဒာတို့ပဲဖြစ်ပါတယ်။သူတို့ကတော့ရန်ကုန်မှာနေတဲ့ကိုတက်ဝေဦးနဲ့မတ်တင်းပြန့်မွေတို့ရဲ့ချစ်သူတက်တန်းတနည်းနဲ့၃လပြည့်အတွက်ကိုပအဝင်တောင်းဆိုပေးလာပေးဖြစ်ပါရှင်။သတင်းပရိသတ်များရှင်မတရားနေ့စီစဉ်ကိုတော့ချွာတင်ဆက်ပေးကြရဖြစ်ပါရှင် ရိတ်သက်ကြီးကမတရားနေစီစဉ်ခါနေပြီးတော့မွေးနေ့ရှင်နေတဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာစနေမောင်နေ့ဒီအားလုံးအတွက်ကိုစုမုံစကားလေးတွေတောင်းပေးချင်နေဆိုရင်တော့သစံဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3336391639ကိုနေ့စဉ်နေ့လယ်7:00နာရီခန့်နဲ့7:00နာရီအတွင်းမှာမိမိတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။သစံဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3936391639နဲ့အတူတူ ။တစံဖန်အနာတိန်မတ် YouTube Channel မှာလည်းကွန်မန့်လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်းနဲ့ပရိသတ်တွေအားလုံးကိုဒီနေ့အမတ်တရားနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။